ကျွန်တော်ရှေ့ရဗီဒီယိုမှာ MSC 2025မှာပါဝင်ရှင်ပြိုင်မဲ့ဖိလစ်ပိန်းနိုင်ငံရဲ့အင်အားကြီးအသင်းနဲ့တင်းချောင်းနဲ့နောက်ထပ် region တစ်ခုဖြစ်တဲ့ NBA Indo ရဲ့ playoff အခြေအနေကိုပြောပြပေးခဲ့ပါတယ်။ဒါပေမဲ့သူတို့မှာမရှိသေးတာကတော့ MSC Champion ဆိုတဲ့တိုက်တယ်ပါပဲ။အဲ့တော့ NBA ဖိလစ်ပိန်းရဲ့ Champion ဆိုတဲ့တိုက်တယ်နဲ့တန်အောင်တော့ MSC မှာလည်းအကြီးမားဆုံးလွှမ်းမိုးထားနိုင်မဲ့အသင်းတစ်သင်းဆိုရင်လည်းမမှားဘူး။ အဲဒါကြောင့်မလို့အခုဗီဒီယိုမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကျင်းပနေတဲ့ MSL Season 1ရဲ့အခြေအနေတွေအပါအဝင်ကြန့်ရှိနေတဲ့တခြား region တွေအကြောင်းကိုပါပြောပြပေးသွားမှာပဲဖြစ်လို့စိတ်ဝင်စားတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်လိုက်ကြနော် Mobile Legend မှာ Indo နဲ့ Philippines အပါအဝင် နောက်ထပ် ARG region တခုလည်းရှိပါသေးတယ်။အဲဒါကတော့မလေးရှားပါ MSC အကြောင်းပြောမယ်ဆိုရင် ကျွန်တော်တို့ MSC 2024ရဲ့ချန်ပီယံဖြစ်ခဲ့တဲ့ Selangor Red Giant ကြီးကိုလည်းမေးထားလို့မရဘူးဗျ။ ဒီနေ့မှာလဲ Red Giant က MBL MY Season 15မှာဦးဆောင်နေပြီးတော့ MSC ဝင်ခွင့်ကိုပထမအဦးဆုံးရရှိထားတဲ့အတင်းတင်းလည်းဖြစ်နေပါပြီ။ပြောရရင် MSC အတွက် ready ဖြစ်နေတယ်လို့ MBL မလေးရှားမှာပါ Champion ယူဖို့အစဉ်အသင့်ဖြစ်နေတာပါ။မလေးရှားကလည်း2 slot ဖြစ်ထားတဲ့နိုင်ငံကြောင်းမလို့နောက်ထပ်လိုအပ်နေသေးတဲ့ slot တနည်းရအတွက်ကိုတော့အာဂျူကအရန်ဂျန်ဂလာဟေဇယ်ပါဝင်တဲ့ Aero Esport THSO eSport တို့က lower bracket semi final မှာရင်ဆိုင်တွေ့ဆုံကြမှာဖြစ်ပြီးအနိုင်ရရှိတဲ့အသင်းကတော့ lower bracket final မှာ home boys နဲ့ထပ်တွေ့ရမှာပါ lower bracket final မှာအနိုင်ရထားတဲ့အသင်းကတော့ grand final ကိုတက်ရောက်ရမှာဖြစ်ပြီးတော့ MSC ဝင်ခွင့်တနေရာကိုလည်းရရှိသွားမှာပဲဖြစ်ပါတယ်ဗျ။ Cambodia ကိုသားပြုအနေနဲ့ကတော့ M6 မှာလည်းဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့တဲ့ CFU Gaming ကပဲ MPL Cambodia Season 8ရဲ့ Champion အဖြစ်ထပ်မံတွေ့ရအောင်ပါပါ။ အခုကြည့်နေတဲ့ NBA Indo, NBA Philippines အစရှိတဲ့နိုင်ငံတကာ NBA ပွဲစဉ်များ Wings ဘက်မှယူနီဆက်ချစွာခံမှန်းကစားနိုင်ပါပြီ။စိတ်ဝင်စားလို့အကောင့်ဖွင့်ရတယ်ဆိုလို့ရှိရင်တော့ comment မှာရှိတဲ့ link တွေနဲ့ဆင်ဆက်သွင်းလို့ရတယ်လို့ Telegram မှာ NH Live Wings လို့ share ပြီးတော့အကောင့်ဖွင့်လို့ရပါတယ်ခင်ဗျာ။ video လေးကိုဆက်လိုက်ရအောင်။နောက်ထပ် MCC Season 5မှာ champion ဖြစ်လာတဲ့ Team Spirit ကလည်း MSC မှာ ပြန်ပါလာဦးမှာဆိုတော့ Dark Horse အတင်းလို့တင်စားခံရတဲ့ Team Spirit ကလည်းအတင်းကြီးတွေအတွက်တော်တော်လေးအနေရရှိတဲ့အတင်းထဲမှာပါတယ်။ Aurora Turkey ကလည်း MTC Season 5ရဲ့ Champion အဖြစ် MSC ကိုဝင်ခွင့်ရထားပါသေးတယ်။ပြီးတော့ MSC တိုင်းမှာပွဲရှာနေကြဖြစ်တဲ့ Mobile Zone ရဲ့အတင်း BDK ကလည်းဒီနှစ်မှာ Soul Esports နဲ့စာချုပ်ချုပ်လိုက်ပြီး NCT Spring ရဲ့ Champion အဖြစ် MSC မှာဝင်ရောက်ခွင့်ရရှိအောင်မှာပါ စိတ်မကောင်းစရာက ပွဲရှာတက်တဲ့မိုဘာသိန်းကတော့ပါမလာခဲ့ဘူးဗျအဲအစားမလေးရှားကိုရန်ကျွေးဆက်မယ်လို့ကြွေးကြော်နေတယ် Jungle Best Player 1နဲ့ပွဲထွက်လာခဲ့ပါတယ်ဒါလေးကတော့စိတ်မကောင်းစရာပေါ့နော်မကြခင်ပဲ9ရက်နေ့နဲ့10ရက်နေ့မှာလဲ MSN မြန်မာ Season 1ရဲ့ Grand Final ပွဲကြီးကရောက်ရှိလာတော့မှာဆိုတော့ ကျွန်တော်တို့မြန်မာကိုသားပြုအသင်းကရောဘယ်အသင်းဖြစ်သွားမလဲဆိုတော့စိတ်ဝင်စားစရာတော့ကောင်းနေပါပြီ။ရှင်းနဲ့ MSC 2024မှာမြန်မာကိုသားပြုတွားပြိုင်ခဲ့တဲ့ Falcon eSport နဲ့ AI eSport တို့နဲ့ပွဲစဉ်မှာတော့ Falcon အနေနဲ့ရှုံးနိမ့်ခဲ့တာကြောင့်မလို့ဒီနှစ်မှာတော့ International မှာကျွန်တော်တို့အနေနဲ့ Falcon ကိုတော့မြင်တွေ့ရနိုင်ခြင်းမရှိတော့ဘူးဗျ။ကြံသေးတာဆိုလို့ China Qualifier နဲ့ Wine Cup ပွဲစဉ်တွေပြီးရင်တော့လိုအပ်နေတဲ့ MSC 2025ရဲ့ slot နှစ်နေရာပြည့်စုံသွားပါပြီ။ ဒါကြောင့်အတင်းကြီးတွေရဲ့ရှင်ပြိုင်မှုတွေနဲ့ပြည်နေတဲ့ MSC 2025ကတော့ M6 တက်တောင်ပို့ပြီးတော့ပြန်ဆိုင်မှုတွေပြင်းထန်နေမလားဆိုတာကတော့စောင့်ကြည့်ကြရပါမယ်ဗျ။ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။